နေဝင်သွားတာနဲ့တပြိုင်တည်းသူအကုသိုလ်ကဂုံသွားပြီကုသိုလ်ကအကျိုးပေးတာနော်နေလယ်ပိုင်းမှာဆိုရင်သူအကုသိုလ်ခံရတယ်နေထွက်လာတာနဲ့သူရုပ်ကပြောင်းသွားနေဝင်သွားတာနဲ့သူရုပ်ကအကောင်းပဲပြန်ရောက်သွားပြန်အဲ့ဒီတော့အဲ့ဒီပြိတ္တာကယသိကြီးကိုမေးတယ်ရှင်သေးကြီးကျွန်ုပ်ကိုမမှတ်မိဘူးလားတဲ့အေးမမှတ်မိဘူး ရှင်သေးကြီးဘရင်ဘဝတုန်းကကျွန်ုပ်ဟာရှင်သေးကြီးရဲ့ပရောဟိတ်ပုံနာကြီးပဲတဲ့ဟောအဲ့ကြတော့မှ तू ကသူ့ဇာလန်းကိုပြန်ပေါ်ပြ तू ကပရောဟိတ်ပုံနာကြီးတရားရုံးမှာ तू ကိုတရားဆုံးဖြတ်ဖို့ဘရင်ကြီးကယာရုခန့်ထားတာအဲ့ဒီလိုယာရုခန့်ထားတဲ့ပရောဟိတ်ပုံနာကြီးက နေပိုင်းမှာဆိုလို့ရှိရင်တရားရေးမှလာရင်ဆိုင်တဲ့ပုံကိုယ်ကြီးပတ်ဆံပေးတဲ့လူငွေထိုးတဲ့လူသူကအနိုင်ပေးတယ်။ပတ်ဆံပေးနိုင်တဲ့လူကိုအနိုင်ပေးတယ်တရားဆုံးဖြတ်တယ်။ဘယ်တော့မှမှန်မှန်ကန်ကန်ဆုံးဖြတ်မပေးဘူး။အဲ့ဒီခေတ်ကစငွေများတရားနိုင်ဆိုတာအဲ့ဒါ။ပတ်ဆံပေးရင်အနိုင်ပေးလိုက်တာပဲ။တစိုးလက်ဆောင်စားတဲ့ခေါ်တာပေါ့။ပတ်ဆံပေးရင်အနိုင်ပေးလိုက်တယ်။ အဲ့ဒါလို့သူကတရားဆုံးဖြတ်ခဲ့တယ်တရားသူကြီးဖြစ်ခဲ့တယ်တဲ့ဘယင်ကြီးကသူနန်းတော်သူနန်းတော်သားတွေအဲ့ဒီယသိကြီးကဘယင်ကိုနှကောကဘယင်ကနေတောထွက်လာတော့ယသိဖြစ်နေတာအဲ့ဒီသူဘယင်ဘွားတော့ကသူနန်းတော်မှာရှိတဲ့လူတွေအားလုံးကိုဥပုသ်ဆောင်ခိုင်းတယ်ဥပုသ်နေကြတယ် အမတ်တွေဝန်ကြီးတွေအလုံးဥပုသ်ဆောင်ခိုင်းနန်းတော်သူနန်းတော်သားတွေဥပုသ်ဆောင်ခိုင်းတယ်သူကိုယ်တိုင်လည်းဥပုသ်ဆောင်အဲ့ဒီနေ့ကျတော့ဘီရင်ကြီးစီအခါစားရောက်လာတဲ့အခါကျတော့ဘီရင်ကြီးကမေးတယ်အမတ်ကြီးတို့ဒီကနေ့ဥပုသ်နေ့ဥပုသ်ဆောင်ကြရလားလို့ဆိုကျန်တဲ့အမတ်ကြီးတွေကမှန်ပါဗျာတပည့်တို့ဥပုသ်ဆောင်ပါတယ်ဖရားကအကုန်လုံးကဆောင်ပါတယ်ဆောင်ပါတယ်နဲ့ပဲတကယ်လဲဆောင်ကြအဲ့ဒီပုံနာကြီး မေးလိုက်တဲ့အခါကျတော့သူကတရားရုံးကဆင်းလာခဲ့ပြီလေမဟုတ်တာတွေလှုပ်ထားခဲ့ပြီသူကအဲ့တော့ညညနေအိမ်ပြန်ကန်ပြီးဘုရင်ကြီးရှင်လာတော့ဘုရင်ကြီးကဆရာကြီးရောဘယ်နဲ့တော့ဥပုသ်ဆောင်လားဆိုတော့စောင့်ပါတယ်တဲ့သူကလေသူများတွေကစောင့်ပါတယ်ထဲမှာသူမစောင့်ပါဘူးလို့ပြောရမှာရှက်တယ်လေလူကလည်းသူများတွေလှုပ်ရင်တန်းနဲ့ကိုမလှုပ်ရင်ရှက်တယ်အဲ့တော့စောင့်ပါတယ်လို့ပြောတယ် ဘရင်စီကနေဆင်းလာကြတဲ့အခါကျဘရင်ကြီးကိုသူလိန်ပြောလိုက်တာပဲဆင်းလာတဲ့အခါကျတော့ဘေးကအမတ်ကြီးတွေကဘယ်နဲ့လဲဆရာကြီးဥပုပ်နဲ့မယူပဲနဲ့ဘယ်နဲ့ကြောင့်ဥပုပ်ဆောင်တယ်လို့ပြောခဲ့တာတော့ဆိုတော့သူကဘာပြောတော့ဆိုတော့မနေ့ကလည်းနေစာမစားဘူးတဲ့အာယုံစာမနေ့စာပဲစားခဲ့တယ်မုန်းလွဲ့တဲ့အချိန်မစားသေးဘူးအိမ်ပြန်ရောက်ရင်ညစာမစားတော့ဘူးသွားတိုက်ပြီးရင်ဒီနေ့ကျတော့ဥပုပ်ယူလိုက်မယ်ပေါ့ ညထက်ဝက်ဥပုတ်တော့ရမှာပေါ့။ तू ပြောတဲ့အတိုင်းအဲ့ဒီနေညာ तू ဥပုတ်ဆောင်ချာ။အိမ်ပြန်ထမင်းမစားတော့ဘူးအဲ့ဒီနေ။ဥပုတ်ဆောင်မယ်ဆိုပြီးတော့အဲ့ဒီနေအိမ်လည်းပြန်ရောက်ရောပါဇတ်ဒီပါရီဆေးကြောပြီး तू ကမစားတော့ဘူးညတာမစားဘဲနဲ့ဥပုတ်ဆောင်လိုက်။အဲ့ဒါလေးက तू လုံးလိုက်တဲ့ကုသိုလ်ကံ။နောက်တစ်ခုက तू တရားယုံမှာအမျိုးသမီးတယောက်ရောက်လာတယ်။ အရင်ရက်တွေမှာအမျိုးသမီးတယောက်ရောက်လာအဲ့ဒီအမျိုးသမီးကတရားကအဆုံးဖြတ်လို့မပြီးသေးဘူးဥပုံနေဖြစ်လို့အမျိုးသမီးကဥပုဆောင်အချိန်ကလည်းမမီဘူးထမင်းချိုင်ကလည်းပါမလားပါမလားတော့အမျိုးသမီးကလည်းဘလောက်စေရနာတရားတရားထက်တန်တဲ့အမျိုးသမီးလဲဆိုဥပုတော့အဖြတ်မခံဘူးပေါ့ဒီနေ့တနေ့မစားရလို့မသေးဘူးဆိုပြီးတော့ ခံတွင်းနေပါလေဆေးကြောပြီးသွားတွေပါလေတိုက်ပြီးတော့ဥပုသောင်းမယ်ပေါ့မစားတော့ဘူးပေါ့မွန်လွဲတော့မယ်၁၂နှစ်ထွေဟိုဘက်မစားတော့ဘူးဆိုပြီးအမျိုးသမီးရဲ့ဥပုသီလဆောက်တည်ထားတာအဲ့ဒါကိုတိလိုက်တဲ့ပုံနာကြီးကသူ့ဥယင်ကနေပြီးတော့တရသီးတခိုင်လာပြီးတော့ ုယင်မှုကလာပေးအဲ့ဒီတရသီခိုင်တဲ့ကတရသီကိုအဲ့ဒီအမျိုးသမီးကိုပေးလိုက်တယ်တဲ့ဟောဒီတရခီဒီလေးစားပြီးတော့အိမ်ပြန်မမိဘူးဆိုရင်တရသီလေးစားပြီးဥပုပ်ဆောင်လိုက်ပါဗောဟောဒါနကောင်းမှုလေးသူလှုပ်လိုက်တယ်ဘယင်းကြီးပြောထားတဲ့အတိုင်းညထက်ဝက်ကလေးညနေချမ်းအိမ်ပြန်တဲ့အခါမှာဥပုပ်လေးဆောက်တည်လိုက်ပြီးတော့ဥပုပ်ဆောင်လိုက်တယ်အဲ့ဒါသူလှုပ်တဲ့ကုသိုလ်ပဲ သူလုပ်ခဲ့တဲ့အကုသိုလ်တွေကဘာလို့ဆိုရင်နေခါမှာတရားယုံထိုင်ပြီးတော့မတရားတဲ့အမှုတွေကိုဆုံးဖြတ်တယ်တဲ့။တစိုးလက်ဆောင်စားပြီးတော့ဆုံးဖြတ်တယ်။တသက်တာလုံသူဒီလှုပ်လှုပ်သွားတာ။ဒီနေ့ကျတော့ကံကုံတော့တည်ဆုံးသွားတဲ့အခါကျတော့သူဘယ်သွားဖြစ်တုံးဆိုရင်တရသီးကိုဥပုသ်အမျိုးသမီးကိုတရသီးလူခဲ့သည်အတွက်ကြောင့်ဟောဒီတရဥယျာဉ်ကြီးထဲမှာသူ လာပြီးတော့ပြိတ္တာလာဖြစ်တယ်။ဒါတေရသီးလူခဲ့တဲ့ကုသိုလ်ကြောင့်ဟောဒီတေရဥယျာဉ်ကြီးကသူ့ပိုင်တဲ့တေရဥယျာဉ်ကြီးဖြစ်လာ။ညဥပုံဆောင်ခဲ့တဲ့အတွက်ကြောင့်ညကြတဲ့အခါကျတော့သူကနတ်တာနတ်သားအသွင်နဲ့နတ်စည်းစိမ်ကိုခံစားရတယ်ဘုံမိမှန်ကြီးနဲ့တညာလုံးနေ့ခါမှာတစိုးလက်ဆောင်စားပြီးတရားဆုံးဖြတ်တဲ့အတွက်ကြောင့်နေထွက်လာတာနဲ့တပြိုင်နက် ိမှန်ပေါ်မှာမနေနိုင်ဘူးဗိမှန်ပေါ်ကဆင်းလာတယ်ဆင်းလေလာလိုက်ရောသူ့ယုတ်ကြီးကထမင်းကြီးလောက်ဖြစ်သွားယုတ်ကြီးကပြောင်းသွားပြောင်းသွားပြီးတော့ခန္ဓာကိုယ်ကမီးဟုံဟုံတောက်လက်ထဲမှာလည်းပဲလက်သေးကြီးတွေကအရှိကြီးတွေဖြစ်လာတယ်အဲ့ဒါနဲ့သူကြောယုံကုန်သူထိုးခွာပြီးတော့စားနေရတယ်တဏီကုံအော်ဟဲ့ရမနဲ့မိုးလင်းတဲ့အချိန်ကနေစားပြီးနေထွက်တဲ့အချိန်ကစားပြီးနေဝင်ထိအောင်ဒုက္ခခံတယ် ကုသိုလ်နဲ့အကုသိုလ်ကိုရောလုပ်ထားခဲ့တဲ့အတွက်ကြောင့်အဲ့ဒီပြိတ္တာအဲ့ဒီဒုက္ခကိုခံရတယ်ဆိုတာကိုယသိကြီးကိုသူပြောပြတာယသိကြီးဟာတခြားမဟုတ်ဘူးသူတို့ရဲ့ဘုရင်မင်းတရားကြီးပဲအဲ့ဒီယသိကြီးကိုပြောပြတဲ့အခါကျတော့ယသိကြီးကလည်းအော်ငါလဲတေယသီစားလို့တဲ့တဏှာအလိုလိုက်ပြီးတော့ငါအခုဒီရောက်နေတယ် ဒီတဏှာကတိုးပွားလာလို့ရှိရင်ငါ့ကိုအပင်ငယ်ချမှာပဲလို့ဆိုပြီးတော့တဏှာရဲ့အလိုကိုငါမလိုက်တော့ဘူးလို့စိတ်ဆုံးဖြတ်တယ်ပြိတ္တာကြီးကသူ့ရဲ့ပရောဟိတ်ပုံနာကြီးဆိုတော့အရှင်မင်းကြီးအရှင်ယသိကြီးဒီမှာပဲသတင်းသုံးမှာသူကတရသည်နဲ့လှူဒန်းထောက်ပံ့မယ်ဆိုမနေတော့ဘူးလေငါပြန်တော့မယ်ငါနေရငါပြန်တော့မယ်ဒီမှာဆက်မနေကြတော့ဘူး တန်ဝေကတွေရပြီးသေကြီးကပြန်ညင်နေဆိုတော့အဲ့ဒီပြိတ္တန်ကသူတကိုးနဲ့လိုက်ပြီးတော့ပို့ပေးလိုက်တယ်ပို့ပေးပြီးတော့တရသေးကိုလည်းအမြဲတမ်းပို့ပေးနေတယ်တဲ့ဒါအဲ့ဒီဇာလံကလေးတစ်ခုရှိ950ကိဉ္စန္ဒဆိုတဲ့ဇာလံအဲ့ဒီဇာလံမှာကြည့်မယ်ဆိုလို့ရှိရင်အဖြူအမဲတွဲပြီးတော့လှုပ်ခဲ့သည့်အတွက်ကြောင့်အဲ့ဒီပြိတ္တန်ဟာမာရုံးဆိုရင်ညဆန်နေခံတာ နေခံညဆံဆိုတဲ့ဘဝမျိုးပေါ့ညကြတော့ကောင်းကျိုးချမ်းသာကိုခံစားရတယ်နေခါကြတော့ငရဲခံရတယ်ဒုက္ခခံရတယ်တော်လူဘဝမှာလည်းလူတွေလည်းကောင်းတာနဲ့ကြုံလိုက်ဆိုးတာနဲ့ကြုံလိုက်ဒုက္ခရောက်လိုက်ကြဒါအကုသိုလ်တွေအကျိုးပေးလဲကြုံတဲ့ခါကြတော့ဘာလို့လို့အဆင်မပြေဘူးဒုက္ခတွေရောက်တယ်ကုသိုလ်ကံအကျိုးပေးလဲပြုံတဲ့ခါကြတော့လုံးသမားတွေအဆင်ပြေနေတယ်ဟော ဒီလိုအစဉ်ပြေပြေလိုက်မပြေလိုက်ဆိုတာကိုလူတွေကကြည့်ပြီးတော့ကံတရားအတိုင်းပဲပြောကြတာလေအဲ့တော့လှုပ်လာခဲ့တာကိုလှုပ်ခဲ့တဲ့အတိတ်ကံတွေပဲအဲ့လိုအတိတ်ကံတွေဆိုတာကပြန်ပြောင်းလို့မရတော့ဘူးဒါမှန်နေပြီးခဲ့ပြီပြန်ပြောင်းလို့မရပေမဲ့လုံးလို့ရတာဘာရှိတော့ဆိုပြစ္ဆုတ်ပံကံအကောင်းအောင်လုပ်ဖို့လိုတယ်တဲ့ဒါကိုတတိထားဖို့လိုတယ်ပေါ့ အခုလက်ရှိဘဝမှာအကုသိုလ်ကံတွေနည်းနိုင်တယ်များအောင်ကုသိုလ်ကံတွေများနိုင်တယ်များများအောင်ကိုယ်စိတ်ကိုပြုပြင်ဆောင်တည်ဖို့စိတ်ကလေးကိုဖြူစင်အောင်လုပ်ဖို့အမတန်မှအရေးကြီးတယ်ကံပြင်တဲ့ဤကံပြင်ရမယ့်ဤကဘာလို့ဆိုလို့ရှိရင်လူတိုင်းလူတိုင်းမကောင်းမှုအကုသိုလ်လုပ်မိတယ်ဆိုပါတော့ချင်းလေးတွေကြိုးလေးတွေကစပြီးတော့တတ်မိတယ်ဆိုတော့ပါဏာတိပါဒကံလုပ်တယ်ဆိုတော့ အေးဒီနေ့ကနေစပြီးတော့ခြင်လေးတွေချိုးလေးတွေပွဲစိတ်လေးတွေအားစပြီးတော့ဘယ်ကောင်မှမတတ်တော့ပါဘူးအဲ့ဒီတတ်တဲ့ပါဏာတိပတ္တအမှုဆိုတာမကောင်းဘူးများလာလို့ရှင်အပင်ငရဲကိုချရတဲ့အပင်ငရဲဖြစ်စေတတ်တဲ့အပင်ငရဲကလွတ်လာလို့ရှင်လည်းယောဂများတဲ့အသက်တိုတယ်လူကရောက်လာတဲ့လူတွေကြည့်လေငယ်ငယ်လေးတွေဆေးကန်းသွားနေရတဲ့လူတွေရှိတာပဲငယ်လေးတွေကယောဂနဲ့ နော်တချို့မြေပေါ့ဆာလေးနဲ့ကိုယောဂပါလာရှိတုန်းကဆိုအသက်ကြီးမှသွေးရိုးလိုဘာလို့ဖြစ်တယ်ဆိုတော့အခုငယ်ငယ်လေးနဲ့သွေးရိုးတွေလည်းပြည့်အဲ့တော့ယောဂဆိုတာအကုသိုလ်မှုပြုလာတဲ့ပုဂ္ဂိုလ်ကငယ်ငယ်တည်းကကိုယောဂများလာတယ်ပြီးတော့လည်းအသက်လည်းတိုးတယ်ဟောပါဏာတိပါဒအမှုကမကောင်းဘူးလို့သိလာသိလာတဲ့အခါမှာ ဒီကံတရားကလွတ်မြောက်ခြင်းလို့ရှိရင်ဘယ်လိုလုပ်ရမလဲကိုလုံးမိထားတယ်ဥပမာပဲပါဏာတိပါဒကံလုံးမိတယ်အာရိဏကတာကံလုံးမိတယ်မူတာဝရကံလုံးမိတယ်ဆိုပါစို့တခုလုံးမိလို့ရှိရင်မကောင်းဘူးဆိုတာကိုပထမမြင်ရမယ်မြင်ပြီးတဲ့အခါကျတော့နောက်ထပ်ရှောင်ရမယ်နံပါတ်1ကရှောင်ပြီးတဲ့အခါမှာကောင်းတာကိုဆက်လုပ်ရမယ် ရှောင်ယုံတတ်တတ်နဲ့မရဘူးကောင်းတာတွေကိုဆက်လုပ်ဖို့လိုသေးတယ်။သူ့မှာပဲတတ္တဝါအသက်တတ်တာမကောင်းဘူးဆိုတာမြင်ရမယ်မြင်ပြီးသည့်အတွက်ကြောင့်သူများအသက်တတ်ဖို့ရှောင်ရမယ်ရှောင်ပြီးတော့မေတ္တာဘာဝနာပွားရမယ်ကရုဏာတရားထားရမယ်ကြိုးစားရမယ်ဟောအဲ့လိုဆိုလို့ရှိရင်ဟောဒီကိုလုတ်ခဲ့တဲ့ပါဏာတိပါဒကံကတဖြည်းဖြည်းနဲ့သူ့ကို ကုသကံတွေကလွန်မိုးထားသည့်အတွက်ကြောင့်အကျိုးပေးဖို့သူ့မှာ chance မရတော့ဘူးအခွင့်အရေးမရဘူးလို့သူတို့ပြောတာပြောင်းသွားတယ်လို့ပြောတာမဟုတ်ဘူးနော်အခွင့်အရေးမရအောင်လှုပ်ထားလို့ရအိုက်ဆိုလိတ်တဲ့ပေါ့ဆိုပါစို့မျိုးစေ့လေးတစ်ခုဟာမြေနဲ့ရေနဲ့မထီရလို့ရှင်အပင်မပေါက်ဘူးဒါသိကြတယ်အဲ့တော့မြေနဲ့ရေနဲ့မထီရအောင် ခြောက်သွေးတဲ့နေရာပလင်းတဲ့တို့တနေရာမှာထည့်ထားရင်အဲ့ဒီမျိုးစေ့တွေကအပင်ပေါက်ပါအောင်မလား